ားလုံးပဲမင်္ဂလာပါအောင်ကွန်ပျူတာပညာတော်လေးပြန်လည်ကြိုဆိုပါတယ်ကျွန်တော်ဒီနေ့မျှဝေပြီးမှာကတော့ find chat တကူကိုအလွယ်တကူဘယ်လိုလုပ်ရမလဲကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဒီ find chat လေးပေါ့နော်ဒီပုံစံလေးဖြစ်အောင်ထွက်လို့လုပ်ကြမယ်ပေါ့ဒီပုံစံဖြစ်ဖို့တော့ကျွန်တော်တို့ကအရင်သိဖို့လိုတာ data တုံးလိုတယ်ဒီပုံဖြစ်အောင်ကဒီ data နဲ့ရေးတာလာပါနော်ဟုတ်ပြီအားကျွန်တော်စပြီးတော့လုပ်ကြည့်ကြအောင်နော်ဉာဏ်ဆုံး insert ထပ်ပါမယ် ချက်တော့နေအဲဘာလို့အင်ဂျင်ဒီပုံစံချက်တဲ့ကြောင့်ဒီပုံစံယူရတော့ရဲ့ OK ပဲလားမဟုတ်အဲ့ဒီပုံစံဒီခုထွက်လာတယ်ဒီပုံလေးကိုကျွန်တော်ခဏသိထားလိုက်မယ်မြင်အောင်လို့ OK ဒါလေးထွက်လာကြည့်မယ်ကျွန်တော်တို့တကယ်ပြင်တော့အချိန်ကြာဒီစာလေးမှာတင်ပါပြင်ဒီလေကတော့မှာကျွန်တော်ဒီလာလေးကိုရေးနေပြင်နေအလိုက်လုံး။ဟုတ်ပြီကျွန်တော်ဒီမှာတစ်ချက်ချင်းတုန်နေတုန်နေရှင်းပြီးကြည့်ပါလား။ဒီနေရာမှာ ရူရောကွန်မြူနီရှင်းကိုကျွန်တော်ဘောင်းရင်တက်လိုက်ရတဲ့ဒီမှာလည်းတယ်ပါလိုက်နော် first second third fourth ဆိုတော့ quarterly ရှိလို့ဒီမှာအတုံးလေးလုံးရှိတယ်နော်ဒီမှာလည်းကြာတော့ word ပေါ့အင်္ဂလိပ်ပါ။ဒါပြဒီဒါလေးလည်းကျွန်တော်အဲ့ဒါထပ်ကြပါဘောကကွန်မြူနီကန်တန်းတန်းနေရှိတယ်။ ဟုတ်ပြီဒီအောက်ကပုံနေတဲ့ကောင်ရှိတယ်လားတော့ကျွန်တော်တင်းတောင်းနေလေးပါလားအဲ့လေးကိုဖြောက်ချင်တယ်ဘယ်လိုဖြောက်ပါလဲဒါအရေးကြီးတယ်ဒီနေရာလေးဥဒေချာထောက်ထားမယ်အင်းကလစ်လေးနှိပ်ပြီးအပေါ်မှာတင်ပြီးဆွဲလိုက်မယ်နော် drag လုပ်လိုက်တော့ piece ပဲလိုက်ပါနော်အင်းဒီကောင်ကိုရိုးရိုးဖြတ်လိုက်မယ်အဲ့ဒါဆိုဒီမှာတုံးဖို့ပဲပုံမယ်ဒီမှာလည်းတုံးဖို့ပေါ်သွားပြီခေါင်းငယ်ပါသွားပြီဒါဆိုဒီ data ဖြည့်တဲ့အစီအံပြီးသွားပြီပေါ့နော်ဟုတ်တယ် data ဖြည့်ရတော့ပြီးသွားပြီ ပြီးတော့ရင်ဒီပုံစံနဲ့ဒီပုံစံနဲ့တူအောင်တို့လိုက်ညှိကြတယ်ပုံစံမတူသေးဘူးဖြစ်လာတယ်ဒီဇိုင်းနဲ့တူတယ်နော်ဒီလားတူရတဲ့ဒီဟာတူဟိုင်းဟုတ်ပြီဒီပုံစံနဲ့ကျင်မယ်ဒီပုံစံလေးနဲ့တောင်းမရှိဘူးဒါလေးလိုက်နေအောင်နော်ဒါဒါစီပြတ်တာလို့တာတော့နော်ဟုတ်ပြီဒါဒီမှာမှာဘာလို့ထက်ထက်အောင်မေးဒီ quick လေးအောင်ထဲမှာဒီပုံစံလေးတော့ထပ်ပါလေဟာလာ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  နည်းဆိုရှင်တော့ဒါလေးနဲ့ဒီပါတော့နော်အဲ့ဒါနဲ့ဒီမှာအဲ့ဒါကတော့မလာဘူးဒါကျွန်တော်ကြီးထားလိုက်လို့ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ပိုင်းချက်တစ်ခုကိုအလိုလိုခံလို့ရပြီဟုတ်ပြီကျွန်တော်ခုနကငွားလောက်ထားတဲ့အချိန်မှာဒီချက်ကိုနှိပ်တဲ့အချိန်မှာကျွန်တော်မှားသွားလို့ပြန်ပြင်မယ်ဆိုရင်ဒီ edit data ကိုနှိပ်လိုက် edit data နဲ့ဒီမှာ data တရားထွက်လာမယ်အဲ့ဒီမှာကျွန်တော်ပြင်မယ် ပြန်ပြန်ပြလာမယ်အဲ့ဒီဒါကိုပြင်လို့ရပါတယ်အဲ့ဒီဒါမှာဒီမှာ add chat element လေး chat element လေးပေါ့နော် title ပါခြင်းလားဒါဒီမှာ title မပေါ့လေ above မှာ title ထည့်မယ် title ပေါ့နော်အဲ့ဒါ title ပါသွားပြီပေါ့ဒီနေရာမှာမှာဒါ library ထည့်မယ်ဆိုလည်းအဲ့ဒါ library မထည့်ဘူးလေထည့်မယ်လေ outside မှာထည့်မယ်လေ fit ချအောင်လုပ်မယ်လေဒီလိုလေးလုပ်မယ်ဆိုဘယ်ပုံစံလုပ်မလဲဆိုတော့လက်ယူရအဲ့ဒါကျွန်တော်ဒါလေးကိုစမ်းသပ်ကြည့်ကြပါနော်အဲ့ဒါတော့နောက်ထပ် နေရာနေရာမှာအခုလိုဗီဒီယိုလေးထပ်ပြီးတင်ထားတဲ့ဟာကိုအမြဲတမ်းနေနေအောင်ဒီဗီဒီယိုလေးကြည့်တဲ့ဆိုလား like and subscribe လေးလုပ်ပေးထားကြပါအားလုံးကျေးဇူးတင်ပါတယ်